ဟင်းမွေနာတောင်တန်းနေပေါ်ကမြို့တုံးမှုနေပါဖြစ်နေတဲ့ရှားပါတတဝါများကဘာပေါ်မှာအမြင့်ဆုံးတောင်တန်းနေဖြစ်တဲ့ဟင်းမွေနာဒေတာဟာရေခဲရိနိုင်နေနေဖုံးလွှမ်းနေတဲ့သဘာဝအလားတရားတွေအပြင်ကဘာအရှားပါဆုံးတဲ့အထူးခြားဆုံးအလေးဆန်မျိုးစိတ်တွေရဲ့နေထိုင်ချက်စားရထားနေလဲဖြစ်ပါသည်ဒီလိုခက်ခဲကြမ်းတမ်းတဲ့ပတ်ဝန်းကျင်မှာရှင်သန်နိုင်မှုထူးခြားတဲ့စွမ်းရည်တွေနဲ့ကိုပိုင်ကာကွယ်ရေးစနစ်တွေကိုပိုင်ဆိုင်ထားကြပါသည်။အဲဒီထက်ကမ လူအများစိတ်ဝင်စားကြတဲ့ခီးမွေနာတောင်တန်းပေါ်ကအရှားပါဆုံးဒလိမ့်ဆန်သုံးမျိုးကတော့အခုပြောပြမယ့်ကောင်းတွေပဲဖြစ်ပါရည်ပထမဆုံးအနေနဲ့ခီးမွေနာတောင်တန်းဒေသတွေပေါ်ကအေယာမတောင်စိတ်အကြီးစားတစ်မျိုးအကြောင်းကိုအရင်ပြောပြပေးပါမယ်သူတို့တွေကခီးမွေနာတောင်တန်းတွေရဲ့မတ်ဆောက်တဲ့အကြောင်းဆောင်းတွေပေါ်မှာအလွယ်တကူပြေးလွှားနိုင်တဲ့ထူးခြားတဲ့ခြေပွားတွေကိုပိုင်ဆိုင်ထားကြပါရည်သူတို့ရဲ့ခြေပွားတွေဟာကျန်းမ်းပြီးတော့ချောထွက်ခြင်းမရှိအောင်ထိန်းချုပ်နိုင်တဲ့အတွက်တောင်ပေါ်ဒေသတွေမှာအလွန်လင်းမြန်စွာရွေလျားနိုင်ပါသေးတယ် ဒီကောင်းလေးကိုတော့ Himalayan Tar လို့ခေါ်ပါသည်။ပုံစံကိုကြည့်လိုက်မယ်ဆိုရင်တော့တမင်လားစိတ်လားဆိုတာမပွဲပြားနိုင်တဲ့ယုံမျိုးကိုပိုင်ဆိုင်ထားတာပါ။အထီးရရဲ့ခန္ဓာကိုယ်ဟာအမွေးတွေထူတဲ့ပြီးတော့ခံညာသလောက်ဇောင်းရသည်မှအပူဓာန်ကိုကာဝယ်ပေးပါသည်။သူတို့ကအုပ်စုဖွဲ့နေထိုင်လေးရှိကြပြီးအဓိကအားဖြင့်တော့မြက်ပင်နေနဲ့တိရွတ်တွေကိုစားသုံးကြတာပါ။နောက်ထပ်ဟိမွနာတောင်တန်းဒီဘော်ကအရှားပါဆုံးတတ်တော်ဝါနောက်တစ်မျိုးကတော့နှင်းကျက်တဲ့လို့ခေါ်တဲ့ Snow Leopard ပဲဖြစ်ပါသည်။ ဒီကောင်ကြီးကအကြောင်းမျိုးနွယ်ဝင်ထဲမှာမှအကြီးဆုံးမျိုးနွယ်ဝင်ထဲမှာတကောင်အပါဝင်ဖြစ်ပြီးဟိမွေနာရဲ့လှိဝအလာတရားလို့တင်စားခေါ်ဝေါ်နိုင်ပါလိသူရဲ့အမွေတွေကထူထဲပြီးတော့မိကိုရောင်ဒါမှမဟုတ်အဖြူရောင်ပေါ်မှာအမဲဆက်တွေပါရှိပါလိဒီရောင်သွေးတွေကနှင်းဖုံးနေတဲ့ပတ်ဝန်းကျင်မှာအယောင်ဆောင်မှုအတွက်အလွန်သုံးဝင်တာပါဒါပေမဲ့အခုလက်ရှိကဘာကြီးမှာနှင်းချက်တစ်တွေကိုမြင်နိုင်မှုအတွက်တော့အရင်လောက်မလွယ်တော့ပါဘူး။အလွန်ကိုရှားပါလာပြီးတော့သူတို့ကတကောင်ထဲလေးနေထိုင်လေးရှိကြတဲ့ကောင်တွေပါ။ သူရဲ့ရှေးလျားထူထဲတဲ့အမိကတော့တောင်ပေါ်လမ်းလျှောက်တဲ့အခါမှာဟန်ချက်ထိန်မှုအတွက်ကူညီပေးပါလိမ့်။တတိယမြောက်အနေနဲ့ပြောရမယ့်ဟိမွေနာဘော်ကရှားပါတလိမ့်ဆန်တဲ့ဘောင်ကတော့တီဘတ်ဝူဖ်လို့ခေါ်တဲ့တီဘတ်ဝင်ပလွေဖြစ်ပါလိမ့်။အဲဒီဝင်ပလွေမျိုးစိတ်ဟာကမ္ဘာမှာအမြင့်ဆုံးဒေသတွေထဲမှာနေထိုင်တဲ့ဝင်ပလွေမျိုးစိတ်တွေကတခုအပါအဝင်ဖြစ်ပါလိမ့်။သူရဲ့ခန္ဓာကိုယ်ကအမဲလွတ်လွတ်အေးအေးတန်ကိုခံနိုင်ရည်ရှိအောင်အမွေးထူးထူးတွေနဲ့ဖုံးအုပ်ပေးထားတာပါ။ ဒီဘဝင်မလူတွေဟာအများအားဖြင့်တမင်နေစိတ်တွေနဲ့တခြားတောင်ပေါ်တတ္တဝါလေးတွေကိုအုပ်စုလိုက်လိုက်လံဖန်ဆီးစားတောက်တက်ကြပါလိမ့်။သူရဲ့ရှင်သန်နိုင်စွမ်းနဲ့ဒေါ်လိုက်တဲ့အတတ်ပညာတွေကဟိမွေနာတောင်နန်းရဲ့တဘာဝဂီဟာစနစ်မှာအရေးပါတဲ့အခန်းကဏ္ဍကနေရက်တည်နေပါလိမ့်။အခုပြပြခဲ့တဲ့ဟိမွေနာကရှားပါသားရဲတွေဟာကမ္ဘာယာတိဥလူပြောင်းလဲမှုတွေလူသားတွေရဲ့ကျူးကျော်မှုတွေနဲ့တရားမဝင်အမဲလိုက်မှုတွေကြောင့်မလို့မျိုးတုံးလူနေပါအခြေအနေနဲ့ရင်ဆိုင်နေရပါလိမ့်။ ဒါကြောင့်မလို့ဒီထူးခြားတဲ့တတ္တဝါလေးတွေကိုကာကွယ်စောင့်ရှောက်ပေးဖို့ဟာလေးပဲအလွန်အရေးကြီးပါ ड़ी သူတို့ကအဟိမွေနာတောင်တန်းရဲ့ဂီဟာစနစ်ကိုထိန်းညှိပေးနေတဲ့တော်ကြကြတဲ့တတ္တဝါတွေဖြစ်ကြပြီးသူတို့မရှိရင်ဒီဒေတာရဲ့သဘာဝပတ်ဝန်းကျင်တစ်ခုလုံးလည်းပျက်စီးကောင်းပျက်စီးသွားနိုင်ပါ ड़ी ဒါကြောင့်မလို့သူတို့ရဲ့နေထိုင်ရာပတ်ဝန်းကျင်တွေကိုထိန်းသိမ်းဖို့နဲ့မျိုးတုံးမှုမဖြစ်အောင်လို့ကာကွယ်စောင့်ရှောက်ပေးဖို့ဟာကျွန်တော်တို့အားလုံးရဲ့တာဝန်ပဲဖြစ်ပါ ड़ी အင်း